လူနေစုခန်းစားချက်နဲ့လူအဖွဲ့စည်းသည့်တိဆောက်ရေးပြူပါဆောင်းမရှင်မတီတာစံကြောင်းရှားလက်ရထွန်ရဲ့လက်တလောပို့မှာမြန်မာဟာအိန္ဒိယတရုတ်နိုင်ငံကြီးပြည့်ွေနှစ်ခု တိုက်မိနေတဲ့ကြားမှာမို့ပထဝီနိုင်ငံရဲ့ငလျင်ကြီးလှုပ်လာနိုင်တယ်လို့ထောက်ပြထားပါတယ်အိန္ဒိယကမီဇိုရန်အမတ်တွေက ချင်းတောင်တန်းနဲ့လူရိုင်းတောင်တန်း ြန်ပေါင်းခြင်းနဲ့တရုတ်ကောင်စစ်ဝင်ရုံ လာရှိုးမှာလာဖွင့်တော့မှာဆိုတာတွေဟာမြန်မာနိုင်ငံတည်ရှိမှုအောက်ကပထဝီနိုင်ငံရဲ့အကြောင်းတွေကိုဟိုတည်တာစီတယ်လို့ဆရာကရေးထားတာပါပြီးခဲ့တဲ့လကလန်ဒန်အခြေစိုက်သတင်းမီဒီယာတခုကကျွန်မကိုအင်တာဗျူးတော့မြန်မာရေးဟာဘာဖြစ်လို့ယူကရိန်းအရေးဂါဇာအရေးတွေလို့ကဘာရဲ့ဂယုဆိုင်မှုကိုမခံရတာလဲအားကြောင့်လို့ထင်လဲဆိုတဲ့မေးခွန်း ပါလာပါတယ်။ငါတို့ကလူနည်းစုလေယူကရိန်းကအင်္ဂလိုဆက်ဆံအနယ်ဆိုတော့သူ့ရဲ့နောက်ခံလူထုအင်အားကြီးကအင်မတန်ကြီးတယ်လို့ဂါသာဟာလည်းကမ္ဘာမွတ်စလင်လူထုဆိုတဲ့နောက်ခံအင်အားတူကြီးကိုချိန်ဆက်လို့ရနေပါတယ်။ငါတို့တွေကတော့ကမ္ဘာမှာလူနည်းစုလူဖွဲ့စည်းလေးလေဒါကြောင့်လို့ပဲငါထင်ပါတယ်လို့ပြောပြခဲ့ပါတယ်။အားငယ်စကားမဟုတ်ပါဘူး။ပကတိအမှန်တရားကို သိစေချင်တာပါ။သာနာမှုဆိုရမှာနောက်ခံအကြောင်းအရာတူတစ်ခုခုရှိနေမှသဘာဝကျကျပေါ်ထွက်လာတတ်တာပါ။ဒီတော့တော်လန်ရဲ့ပြီးမှမြမမြေပုံပြောင်းသွားနိုင်နေဆိုတာကိုလည်းဇွတ်လက်ခံဇွတ်ညင်းပယ်လုပ်လို့မရနိုင်ပါဘူး။ဒီနေရာမှာ လူနည်းစုဆိုတဲ့ခံစားချက်ကိုလိုကင်တွေဖြည့်ရှင်းကြမလဲဆိုတာကအရေးကြီးတယ်လို့ညီမိပါတယ်လူနည်းစုကိုလူများစုဖြစ်သွားအောင် နောက်ခံဘုံတူညီချက်ရှိတဲ့အရာတွေကိုအမ်းချိတ်လန်းအားကိုးကြမလားလူနည်းစုပေမဲ့အင်အားပြည့်မိခိုကင်းကင်းရက်တည်နိုင်အောင်တမာမှုရှိတဲ့လူဖွဲ့စည်းဖြစ်တက်တည်ပြပြီးတော့ဆက်ပြီးရက်တည်ကြမလားဆိုတာကို ကျမတို့ကိုယ်တိုင်ပဲစုံချက်ကြရမှာပါမိဆိုတဲ့အမတ်တွေကိုချင်းတွေတုံ့ပြန်တာကတော့ရှင်းပါတယ်ကိုယ့်ရဲ့လက်ရှိအမှတ်လက္ခဏာကိုလူနည်းစုပဲဖြစ်ပါစေအောင် ဆက်လက်ရည်တည်တောင်းခံပြီးတော့ကိုဖြစ်ချင်တာကိုဆက်လက်ဂျိုးပန်းသွားမယ်ဆိုတာမျိုးပေါ့ဒါရှိုကိစ္စမှာကတော့ငကိုကလေးကလူများစုရဲ့ဖိနှိပ်မှုအင်အားကို လူနည်းစုအဖြစ်တုံ့ပြန်ရမှာကိုနဲ့ဘာသာစကားရင်းကျဲမှုထုံတန်းနီးစပ်တဲ့လူများစုကြီးရဲ့အကူအညီထောက်ပံ့တွေကိုယူခဲ့တဲ့အတွက်ပြည်မမှုကိုအာခံဖို့မစွမ်းနိုင်တာမျိုးပေါ့မြမဟာကိုယ့်ရဲ့လူဦးရေထက်အနည်းဆုံး 35စကြီးမားများပြားတဲ့အိန္ဒိချင်းနိုင်ငံသားလူဖွဲ့စည်းချာမှာရပ်တည်နေရတာဖြစ်ပါတယ်။တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တွေဟာကျမတို့အပေါ်မှာတက်ရောက်မှုတွေကြီးမားနိုင်တဲ့လူဖွဲ့စည်းကြီးတွေဖြစ်ပါတယ်။မြန်မာမှာလူနည်းစုအဖြစ်ခံစားနေရတဲ့အခန်းစားချက်ကိုကြော်လွန်ဖို့တိုက်ပွဲဝင်ကြတာတသက်နဲ့တော့ဒေါ်လန်ကြီးတို့စစ်ပွဲတို့ကိုဆင်နွှဲကြတာဆိုရင် အင်းကြီးချင်းရဲ့အဝါမျိုးလောင်မှုကိုဘလို့နီးနေမှအတွန်းလန်နိုင်မလဲဆိုတာကိုပါတစ်ဆက်တည်းထက်တွက်စဉ်းစားထားကြဖို့လိုပါတယ်အဲ့လိုမပြင်းစင်ထားရင်တော့ငါတဲကလူငယ်စုဟာ55တန်းလောက်နဲ့လူငယ်စုဖြစ်နေပြီမဲ့တန်း150လောက်ရှိတဲ့လူဖွဲ့စည်းတွေတဲကလူငယ်စုအနေထားကိုလည်းအချိန်မရွေးရောက်သွားနိုင်ကြပါမယ်မြို့တော်လန်ကြီးရဲ့တရေမှာ ငါတို့စန္ဒမှာပါပဲငါတို့ကိုအုပ်ချုပ်လို့မရဆိုတာကအခြေခံကြပါတယ်လူနေစုခံစားချက်တွေကိုကြော်လွားဖို့စင်အားသုံးပြီးတခွန်ထူဖို့မဟုတ်ခဲ့ပါဘူးငါတို့လူဖွဲ့စည်းကိုကြီးနိုင်ငံချင်းအုပ်ချုပ်မှုမျိုးပဲသောခါမှမပေါ်ပေါက်အောင်အားထုတ်ကြမယ်လို့ပိုင်းဖြတ်ထားတဲ့လူဖွဲ့စည်းမျိုးအဖြစ်အသွင်ပြောင်းကြဖို့ဟာတိတ်အရေးကြီးပါတယ်ဒီနေရာမှာ ရိုဟင်ဂျာရေးကိုပြန်ကြည့်ရင်လေလူများစုမွတ်စလင်ကဘာရဲ့စာနာမှုကိုရခဲ့ပေမယ့်လူနည်းစုအနေထားမှာရှိနေစေမှုစစ်ကောင်စီရဲ့အထုံးချမှုကို ခံနေရစေဖြစ်တာဟာသင်္ကန်းစာယူစရာလို့ယူဆပါတယ်လူနည်းစု ဖြစ်ရတာဟာမကောင်းပါဘူးဒါပေမဲ့ဒီအနေထားကိုအသွင်ပြောင်းနိုင်ဖို့ဆိုတာရည်တွက်အင်အားရဖြစ်နိုင်ပေအနှစ်သာရခွန်အားအရသာဖြစ်နိုင်မှာပါဘာမှ ာနာရှင်တွေပိုလိုပေါ်လာသလိုလူဖွဲ့စည်းတော်တော် များများမှလည်းဒီနိုင်ငံကြီးတကူကောင်းဆန်တဲ့စိတ်ထားတွေလွှမ်းမိုးလာနေပါတယ်။အာနာရှင်ကိုလက်မချော်သဒံစိတ်မချော်သဒံတောင့်ခံတွန်းလှန်နေတဲ့နိုင်ငံရဲ့လူဖွဲ့စည်းကတော့လက်ချိုးရလောက်အောင်အ ਨੇ စုပဲရှိပါတယ်။အဲ့ဒီအ ਨੇ စုတဲမှာမြမနွေဦးတော်လန်ကြီးဟာ ရှေ့ဆုံးကနေပါပါတယ်။တခုလေးပါပဲ။ ကျမတို့ရဲ့ຫນွေဦးတော်လန်ကြီးဟာအာနာရှင်ကိုအမြင့်ဖြုတ်ယုံနဲ့မရက်သွားပဲကြီးနိုင်ငံကြီးကင်းတဲ့ဒီမိုကရေစီရင်ကျေးမှုကိုကျင့်သုံးဖို့အစဉ်သင့်ဖြစ်နေတဲ့လူ့ဖွဲ့စည်းဆိုတာကိုတက်တည်ပြနိုင်ဖို့ပါပဲအဲ့ဒီလိုတက်တည်ပြလာနိုင်မှာပဲအ ਨੇ စုဖြစ်နေသေးတဲ့မြမလူ့ဖွဲ့စည်းတဲကိုပထဝီနိုင်ငံကြီးငလျင်ကြီးကတက်ရောက်လာရင်တောင်ခံနိုင်ရှိမှာဖြစ်ကြောင်းပြင်ပြလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ EPS စပွင့်မှာပေါ်ပြထားတဲ့ဆီယမမတ်တီတာစံချောင်းရဲ့စောင်းမှာဖြစ်ပါတယ်။မာပြည်သူပြည်သားပေါင်းလည်းအញ្ញံဆုံးအေးချမ်းသာရာလွတ်လပ်ပြီးတော့ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာရှင်လန်းပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။